ကမှာရေဇက်လိုလိုဝစ်ကြွေးလိုလိုနဲ့ကြုံရတဲ့အရာတွေလူတွေပြောကြတာများတယ်လူလောကဓမ္မနေတော့လူတွေနဲ့ဆုံတာပေါ့အဲဆုံတဲ့အချိန်မှာကောင်းတာတွေတွေ့နေတော့ကတော့အာရေဇက်ပါလို့ဆုံတာပူဇော်ပါလို့ဆုံတာနဲ့ပြောကြကျင်းနေဆရာလေးတွေတာယာဆရာလေးတွေနဲ့တွေ့နေတော့လောကဆိုတာအမြဲတမ်းပြောင်းလဲဖောက်ပြန်နေတယ်ဆိုတာမမင်းနဲ့အစစပြည့်စုံနေတဲ့အချိန်မှာမြတ်တာတွေချစ်တာတွေ သစ္စာရင်းရှိနေတယ်လို့ထင်ရပေမဲ့မပြည့်မစုံဖြစ်လာတဲ့အခါကြရင်တော့မြတ်တာတွေလည်းအငွေ့ပြန်သွားတယ်သစ္စာတွေလည်းအကုန်အငွေ့ပြန်သွားချစ်တယ်ဆိုတာတွေလည်းဘယောက်သွားမှမသိဘူးအမှန်တော့တဘာဝကြကြပြောမယ်ဆိုအဲ့ချစ်တယ်ဆိုတဲ့အရာတွေဟာအချစ်စစ်အချစ်မှန်ဆိုလားလောကမှာတော်တော်လေးရှားတယ်အဲ့ဒါကြုံဘူးတဲ့သူတွေမှသိလိမ့်မယ်ကိုယ်မှာအရာရာပြည့်စုံနေတဲ့အချိန်မှာချစ်တယ်လို့ပြောကြတယ် လိုဓာတွေဖြည့်ပေးနေတဲ့အချိန်မှာချစ်တယ်လို့ပြောကြတယ်အဲ့တော့ကိုယ့်ကိုစိတ်ဆင်းရဲမှုမပေးသေးသေးရတော့ချစ်တယ်လို့ပြောကြတယ်စိတ်ဆင်းရဲမှုတွေပေးလာပြီဆိုရင်ဝစ်ကြွေးကြောင်ကြုံနေတာပါဟဲ့လို့ပြောလာကြတယ်မိဘနဲ့သားသမီးကြားမိတ်ဆွေတငယ်ချင်းတွေကြားအိမ်နောင်ဘက်တွေကြားညားစွာသောကြားတွေမှာအရာရာအဆင်ပြေနေတဲ့အချိန်မှာတော့ဒါရေဆက်ပါလို့ဆုံကြတာအတိတ်ကံကောင်းခဲ့လို့ဆုံကြတာ ਨੇ ပျော်နေကြတယ် ပရိတခုခု ဖောက်ပြန်မှုကြောင့်မပြည့်မစုံတွေဖြစ်လာတဲ့အခါမျိုးတွေလူဦးကဖောက်ပြန်လာတဲ့အခါမျိုးတွေအဲ့ချင်းကြလို့ရှိရင်တော့မိဘနဲ့သားသမီးကြားထဲမှာလည်းသားသမီးမလိမ္မာလို့သားသမီးကအမွေခံစိုးကြီးဖြစ်လူဓာတွေပဲတောင်းတဲ့အဖြုံသမားတတ်တတ်စိတ်ချသာမှုမပေးဘဲနဲ့စိတ်ဆင်းရဲမှုတွေသာစုပြုံပေးနေတဲ့သားသမီးဖြစ်နေစင်တဲ့အမြအဲ့သားသမီးနဲ့ ပသက်ပြီးတော့ပဲမိဘကလောင်ကျွမ်းနေရအေးချမ်းသွားတယ်ဆိုတာမရှိတဲ့အခါကျတော့ဝေကျွေးကြောင်ကြုံတာလို့ပြောကြအဲ့တော့ဒီဝေကျွေးတွေဘာလို့ကြုံတာလဲအတိတ်ကကိုယူခဲ့တာတွေရှိတယ်အဲ့တော့ဆူတောင်းနေမှားခဲ့ကြတာတွေလည်းရှိတယ်အတိတ်တုန်းကကိုယ်ကခံခဲ့ရလို့ရှင်နောင်ကြလို့ရှင်သူ့ကိုပြန်လုံနိုင်တဲ့သူဖြစ်ပါစေသူ့ကိုအနိုင်ရတဲ့သူဖြစ်ပါစေဆူတောင်းကြ တော့ကိုကအနံရတဲ့သူသွားဖြစ်တဲ့အခါကျတော့သာသမီဇိုးအနေနဲ့ကိုအကျွေးယူရမယ့်သူစီမှာသွားပြီးတော့ဖြစ်အဲ့တော့အဲ့ဒီမိဘကအရင်အရင်အတိတ်တွေဘဝတွေတုန်းကအဲ့ဒီအခုကိုစီကအကျွေးတောင်းနေတဲ့သာသမီစီမှာသူစိတ်ဆင်းရဲလောက်အောင် သူ့ကိုစိတ်ဒုက္ခတွေပေး သူ့စီကနေယူခဲ့တာတွေရှိလိမ့်မယ်အဲ့လိုသာသမီနဲ့မိဘကြားထဲမှာလည်းအညှို့တွေအတေးတွေရှိတတ်ကြတော့ နောင်တစ်ကြိမ်ငါ့လိုမခံရပါစေနဲ့ဆိုတော့ဆူတောင်းမျိုးတွေနောင်တစ်ကြိမ်ပြန်ဝစ်လဲပါစေဆိုတော့ဆူတောင်းမျိုးတွေအဲ့ဒီမှာသူ့ဘာသာသူသီးတန်ဝစ်ကြွေးမလဲပဲနဲ့အမျိုးတော်ပြီးတော့ဝစ်တွေပြန်ဆက်တာမျိုးတွေဖြစ်သွားတတ်တယ်မိတ်ဆွေတငယ်ချင်းအချင်းချင်းလက်တီအတိုင်းပဲအရင်တော့ကယူထားတဲ့သူတွေအခုပြန်ပေးနေရတယ်အရင်တော့ကပေးခဲ့ရတဲ့သူတွေကကျင်းစာတွေစိုးခဲ့ကြလို့လာတော့မသိဘူးအခုယူတဲ့သူတတ်တတ်တွေပြန်ဖြစ်လူမှုရေးလည်းနားမလဲ ဘာကောင်မှနားမလဲမေတ္တာလည်းနားမလဲစေတနာလည်းနားမလဲအယူသက်သက်ဒုက္ခပေးဖို့သက်သက်ဆိုတဲ့လူတွေကလည်းသူတို့တွေလည်းဆူတောင်းခဲ့လို့နေပါလိမ့်မယ်သူတောင်းခဲ့ကြတဲ့အတွက်ကြောင့်ပြန်လက်စားချေရပါလို့ဤဆိုတဲ့သဘောမျိုးနဲ့သူခံရတယ်လို့တစ်ဖက်သူပြန်ခံတာကိုမြင်ကျင်တယ်ဆိုတော့အမျိုးတော်ပြီးတော့လာပြီးပြန်အကျွေးတောင်းတဲ့သူလာဖြစ်နေတတ်တာအိမ်တော်ဘက်တွေဆိုလည်းဒီအတိုင်းပဲတစ်သလုံးအတွက်မျောလင့်ထားတဲ့ဆိုပေမဲ့ကြားထဲမှာ ကိုကိုကြာလာတော့စေရနာလည်းမထားတော့ဘူးငဲ့ညာမှုလည်းမရှိတော့ဘူးနည်းနည်းလေးမှကိုယ့်ရဲ့စိတ်ခံစားမှုတွေကိုလည်းကိုချင်းစာမပေးတော့ဘဲနဲ့သူတယောက်တည်းရဲ့ตาရမှုကိုပဲရှာနေကြတဲ့အခါအိမ်တော်ကြီးတွေပြိုကွဲသွားမပြိုကွဲဘဲနဲ့ဒုက္ခပေးနေတဲ့သူတွေလည်းရှိတယ်။ကွာလို့လည်းမရဒုက္ခကလည်းနေတိုင်းပေးအဲ့တော့ကိုမငဲ့စရာတွေကအများကြီးရှိလို့တော့လကောင်။နောက်ပြဿနာတွေကိုမကြုံကျင်လို့တော့လကောင်။ဂုံသိက္ခာတွေကိုငယ်တော့အားဖြင့်တော့လကောင်။ တသလုံးဝေကျွေးခံနေရတဲ့သူတွေရှိတယ်။တစ်ဖက်အိမ်အောင်ဘက်ကအမျိုးမျိုးဒုက္ခပေးနေတာတွေကိုကြိတ်ခံရတာဝေကျွေးပြီးပေးဆက်နေ။အဲ့တော့ကိုကအရင်တော့ကသူ့စီရလဲဒီလိုမျိုးတွေယူခဲ့လို့ဖြစ်လိမ့်မယ်။အကြောင်းကြောင့်အကျိုးဖြစ်တယ်ဆိုတဲ့အရာတွေကပဋိစ္စသမုပ္ပါတရားအရာညင်းလို့မရဘူး။အခုယူနေတဲ့သူတွေကအရင်တော့ကပေးခဲ့ရတဲ့သူတွေဖြစ်နေသလိုအခုပေးနေရတဲ့သူတွေကလည်းအရင်ကယူခဲ့တာတွေဖြစ်လိမ့်မယ်။ ဲ့ဒီလိုမျိုး အတွန့်အလဲနဲ့ဒီဘဝမှာခံ နောက်ဘဝကျပြန်ဆန်းနောက်ဘဝကျပြန်ခံနောက်ဘဝကျပြန်ဆန်းနဲ့ခံလိုက်ရယ်ဆန်လိုက်ရယ်နဲ့ဆိုတာအပြန်ပြန်အလန့်လန့်အညိုးတွေအတေးတွေရှိခဲ့ကြလို့ပဲအဲ့ဒါတွေနဲ့ဆူတောင်းတွေမှားခဲ့ကြတဲ့အခါဒီလိုမျိုးတွေအပေးတွေအယူတွေဖြစ်ကုန်ကြကိုကောင်းတလို့သူကပြန်မကောင်းဘူးဒီလိုလူနဲ့ကြုံတာအမှန်တော့ဝေကျွေးပဲဘလောက်ကောင်းပြကောင်းပြကိုကောင်းတာကိုအတိမှန်မပြူဘူး တောင်းပြီဆိုလို့ရှိရင်လည်းအေးအေးဆေးဆေးမတောင်းတတ်ပါနဲ့ကိုသားသမီးတောင်းမှရက်ရက်ဆက်ဆက်ပြန်တောင်းတာမျိုးလေးမိဘအရင်ကြီးပေါ်မှာတောင်းသူလိုချင်တာမရလို့အသက်ကိုပါရန်ရှာပြီးတောင်းတာတွေဆဲဆိုချိန်မောင်းပြီးတော့မှအဖိုးကြီးဘွားကြီးစီမှာသူလိုချင်တာတောင်းတာမျိုးတွေအဲ့ဒီလိုသားသမီးမျိုးတွေလည်းရှိတယ်ရက်ဆက်တာအင်မတန်ရက်ဆက်တာအဲ့တော့အမှန်တော့ဒီအဖိုးကြီးဘွားကြီးတွေကလည်းအကျွေးတွေပြန်ပေးဆက်ရတာပါဒီဘဝမှာကြည့်မယ်ဆိုရင်တော့အင်မတန်ကောင်းသောမိဘပါ တာသမီးတွေအင်မတန်ဆိုးသောတာသမီးပဲအဲ့ဒါအတိတ်တုန်းကပတ်သက်ခဲ့မှုတွေများစွာရှိခဲ့ကြတယ်။နောက်ပတ်သက်သမျှလူတွေဟာအတ္တကြီးတဲ့သူ ဖြစ်နေတဲ့အခါကိုကပိဆက်သူတသက်ပဲဖြစ်နေရတာတွေလည်းကြုံလိမ့်မယ်။တသန္တရာလုံးမှာလူတွေဟာမတွေ့ခဲ့ကြတာပဲရှားတယ်။တွေ့ဘူးခဲ့ကြတဲ့သူတွေကြီးပဲ။အဲ့ဒီတွေ့ဘူးတဲ့သူတွေလာလာကြုံနေကြတာ လူမှုရေးနဲ့ကြုံမယ်စီးပွားရေးနဲ့ကြုံမယ်ခလုတ်တိုက်ကြုံမယ်ခဏတာကြုံမယ်တသက်တာကြုံမယ်ဆိုတော့ကြုံတဲ့သူတွေကအရင်တော့ကလည်းကြုံခဲ့ဘူးတဲ့သူတွေကြီးပဲအခုကိုယ်စီကနေယူသွားတဲ့သူတွေကိုယ်စီကခိုးသွားတဲ့သူတွေကိုကိုကို့အပေါ်မှာ အနိုင်ကျင့်ပြီးယူသွားတဲ့သူတွေအဲ့ဒါတွေကအရင်တော့ကသူတို့အယူခံရတဲ့သူတွေကိုကသူတို့စီကယူခဲ့တာတွေဖြစ်ဖို့အလားလာများတယ် အဲ့လိုယူခဲ့တာတွေကိုဒီဘဝမှာပြန်ပေးဆက်ပြီဒီဘဝမှာလည်းကိုကနာကြီးကိုကကြီးပဲပေးနေရတာကိုကကြီးပဲခံနေရတော့နောင်နေငါ့လိုမခံရပါစေနဲ့နေလည်းပြန်ခံရပါစေဆိုတော့သူတောင်းများတောင်းမရင်ကိုကတောင်းတဲ့သူပြန်ဖြစ်သွားပြီ तू ကပေးတဲ့သူပြန်ဖြစ်အဲ့ဒီမှာတန်တရာမပြတ်နိုင်ဘူးဒုက္ခတွေမကုံနိုင်ဘူးအဲ့ဒါကိုပဲတန်တရာဝဆင်းရဲလို့ခေါ်တာဒါကြောင့်ဝတ်ပြတ်ပါစေလို့သူတောင်းပြီးတော့အတုံးအလဲတွေလည်းဘာမှ မရှိစေတော့ဘဲနဲ့ နောက်ထပ်အညိုအတေးတွေလည်းဘာမှမထားပဲဘာစုတောင်းမှလည်းတောင်းမနေတော့ပဲနဲ့ကို့အလုတ်ကိုလုတ်ကို့အကျွေးကိုကြေအောင်ဆက်ကို့ကုသိုလ်တွေကိုပြည့်အောင်ဖြည့်ရင်းဖြင့်ဝတ်ပြတ်ပါစေဖေဟာလို့ဆုတောင်းပြီးသွားတာဟာအကောင်းဆုံးနိလမ်ပဲလို့ပြောချင်တာတရားနာသူကပေါင်းသူတော်ကောင်းတို့ဘေးကင်းရန်ကွာအေးချမ်းကြကုန်၍အားလုံးမိမိရဲ့ဘဝကိုမိမိစီမံနိုင်သောသူများသာဖြစ်ကြပါစေအေးချမ်းကြပါစေ